ောင်းချင်ရသည်နီလိုဒီကဘာချင်းချင်းလေးပါတယ်အကားသားရဲ့ခုရီလိုက်ရှာစေတရားတဲ့ Oh yeah yeah မရှိခဲ့တဲ့တိတ်စီပြန်သွားမရွေးခဲ့ကြတဲ့ချိန်တွေကိုငါပြူရင်မရချက်စနေလဲလန်ပြပေးပါကွယ်ကလစီတဲ့ရှိပြလိုက်ရှာခဲ့အမောင်းနဲ့ Hello commentarios ပိုင်းအသိမှာဒီနေ့အသိဘာကောက်တာပါမယ်။ကဲအခုကချမိုင်း international အပေါ်မှာရောက်နေပါတယ်။ကဲဒါဆိုရင်အသိဘာကောက်မှာရှောက်သွားရှောက်စားပါမယ်။ကဲဒါဆိုလိုက်ကြည့်ပေးကြပါအောင်။ဒါကတော့ခု process လေးရင် check in ဝင်လိုက်ပါအောင်မယ်။ကဲလိုက်ကြည့်ပေးကြပါအောင်။ကဲအသိရလေးရင်က AA FT006 နဲ့ဘာလို့ရှောက်လိုက်အောင်။ check through ပါကဲ။ကဲတိကလည်းရပြီဆိုတော့ မုံသွားစမယ်ကွယ် say hi hello ဒီမမိုင်နဲ့ဖာကောက်ပါပါမယ်ဒါတော့ချင်းမိုင် airport ရဲ့အပေါ်ချက်ပေါ့နော်ဒါဟိုဘက်သွားရင်တော့ boarding pass ဖြတ်ပါပါကဲဒါတော့ McDonald's တို့ဒီဘက်မှာ Burger King တို့ပုံချုံတို့တော့ရှိတယ်ကဲပါစမယ်ပြေးသွားကြည့်လိုက်အောင်ဖိလိုက်ခဲ့ပြီပေါ့ကဲတော့မယ် let's go ။ကဲလေရင်စောင့်နေတဲ့အချိန်မှာပဲအသိချင်းမိုင် International Airport ရဲ့ Domestic Departure First Floor မှာရှိတယ်။ Lan Yes Cafe ဆိုတဲ့ဒီ coffee ဆိုင်လေးမှာအသိ breakfast လေးစားခဲ့လိုက်ပါတယ်။ဒါကတော့အသိမှထားတဲ့ American breakfast ပဲဖြစ်ပါတယ်။ဒါကတော့တကယ်ချင်းနဲ့မှာတဲ့ ramen ပါ။ကဲကိစ္စဝိစားရယ်လဲအားလုံးပြီးပြီဆိုတော့ဘန်ကောက်ရောက်မှပြန်တွေ့ပါမယ်။ဒီနေ့ဘန်ကောက်မှာတနေကုန်အသိရှောက်သွားရှောက်စားပါမယ်။ကဲဒါဆိုရင်ဒီ vlog လေးကိုလိုက်ပြီးတော့ကြည့်ပေးကြပါဦးနော်။ Okay တက်လိုက်အောင် let's go ။ ท่านผู้มีเกียรติครับ เพื่อความปลอดภัยของทุกท่าน ขณะนี้พนักงานนะครับ ที่นั่งคุมในบอกสีแดงเริ่มจากแถวที่1ถึง5แถว12ถึง13 To fasten, insert the metal tip into the buckle and tighten the belt by pulling on the buckle strap. วิธีการปลดเข็มขัด and follow the path lights to the nearest exit as indicated. ใบชี้แจงการใช้อุปกรณ์นิรภัยด n นะ a n not right c e c k your seat due to aircraft weight balance restriction. Passenger sitting next to the emergency exit between row one 12ကဲခုဆိုရင်ချင်းမိုင် International Airport ကနေပြီးတော့ဒွန်မောင် International Airport ကိုစတင်ပြန်တမ်းပါပြီခုမြင်တွေ့နေရတဲ့ဟာတော့လေတုညဉ့်ဉန်းမှုများစွာနဲ့ကြုံတွေ့နေရတဲ့ချင်းမိုင်မျိုးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တင်းတို့ဘန်ကောက်ရောက်မှပြန်တွေ့ပါမယ်နော်မောင်တော့ရောက်ပြီပဲ။ဒီရမူခါနေပါလေ။ဒီမှာတိုင်းနေတဲ့ဒါဆိုရင်ဟိုတယ်ကိုတော့လိုက်အောင် ဲ့ last ကိုဟိုတယ်မှာပြန်ပြန်မယ်။ကဲဘောကတော့ထွက်လာအောင်အတွက်စိတ်ထဲကနေပြီးတော့ကန်တတမ။အေးဘန်ကောက်မှာဆောက်သွားဆောက်သွားပြီ။နောက်ပါတရား။အော်ကျသွားမယ်ကွယ်ဖိုက်စားနေပြီ။သွားလိုက်ရအောင်ဟိုတယ်ရေမရအောင်။ကို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 အဲ့တော့မျိုးရဲကိုသွားမယ်ကွယ်အခုကတော့ SRT red line ကိုခဏဆောက်မယ်ဟုတ်ကဲ့ခဏဆောက်လိုက်ပါမယ်3မိနစ်ကြာအောင်ခဏဆောက်တော့ ုံမှာဆိုကားစီးရင်စင်ပြေကွာပေါ့ပူပါတော့ဒါပေမဲ့အဲလမ်းမှာလေ traffic တွေဖြစ်မှာနဲ့နောက်ပြီးတော့အသိန်းတော့တဲမဲ့နေရာစက်ကူဖဲဆွာ11ဆိုတော့ဟိုကြားတဲ့ traffic ဖြစ်မှာပေါ့ဒါ45မိနစ်တော့မယ်အဲ့လိုခီးကအနည်းဆုံးတနအိဘယ်လောက်ရောက်မှာဆိုတော့တော်ပြီလေစီရတော့မှတနအိဝင်စင်မစီရဆိုတော့လေကဲအော်ယထာပဲစီရကွယ်ကဲအဲ့ဆိုရင်လိုက်ချင်ပြေချောက်ပါကဲခုတော့ဆောင်းလိုက်ပါအောင်မယ် ကယ်မြို့တော်မဟာနှခွန်းဆိုတဲ့အတိုင်းပါပဲဒီမှာကယထာစီပြီးသွားရင်လေကိုတဲမဲ့နေရာရောက်ဖို့အတွက်ကဒီမှာဘောပြန်ငါပြီးတော့သွားရပါတယ်ကဲဘန်ကောက်နဲ့ချင်းမိုင်နဲ့ဘာကွာလဲလို့မေးရင်သူနဲ့ကိုလိုပါပဲဘာမှမဆိုင်ဘူးကဲအဲ့လိုနဲ့သူနဲ့ကိုနဲ့ဘာမှမဆိုင်တဲ့ဇလန်းကိုဒီမှာတခန်းရက်ပြီးတော့အသိအခုစကိုဝိဆိုင်11မှာအသိတို့တဲမဲ့ A Love Hotel ကိုရောက်ပါပြီကဲ ဆုံးတော့ရောက်ပြီကွယ်စကူဘေးဆွာ11မှာရှိတဲ့ A Love ဆိုတဲ့ hotel ပါအဲအဲ့ဆို check in ဝင်လာအောင်မယ်ကွယ်ကဲဒါကတော့အသိအလွာ30မှာတဲခဲ့တယ် Deluxe Academy ဖြစ်ပါတယ် view ကတော့စကူဘေးရက်ကွက်တစ်ခွက်လုံးကိုမြင်ရတဲ့ drop မဆိုးပါဘူးမိုက်ပါတယ်ဈေးနှုန်းကတညကို breakfast မပါဘူး2500ကျပါတယ် အဓိကတော့သူကစကူဝီလန်တလန်လုံးကအဲ့လိုမျိုး five star hotel နဲ့ပြည်နေလန်ဖြစ်တဲ့အတွက်ကြောင့်မလို့ hotel တွေကတော့တော်တော်ကြီးကိုကောင်းပါတယ်ဈေးနှုန်းလည်းကိတ်တယ်ပေါ့ကွယ်အဲ့တော့ကိုကဘန်ကောက်ကိုလာပြီးတော့ budget နည်းနည်းလေးပို့ပြီးတော့သုံးချင်တယ်ဆိုရင်ဒီမှာလာပြီးတော့တဲလို့ရပါတယ်လို့အသိကညွှန်ချင်ပါတယ်နော်ဟုတ်ပြီအသိန်းဒီခန်းမှာကြိုက်တဲ့အချက်ကဒီမှာ JBL box ကိုဒီမှာထားပေးထားပဲဖြစ်ပါတယ်အဲ့တော့အခန်းထဲမှာပဲ AC မိုက်တယ်ကွယ်ချေးလို့ရတယ်ရတာလည်းအထက်30မှာတက်ရရဲ့အတွက်အမြင်ကြီးပေါ့ကွယ်တက်တာမှာရှင်းတယ် ကတားတော့ Elof Hotel Sukovic 11ရဲ့ရေကူးကန်ဖြစ်ပါတယ်။အဲသွားရ Infinity Pool လို့ပုံစံမျိုးလေးပေါ့နော်။ဒီမှာနားယူနေတယ်နိုင်ငံခြားသားတွေလည်းရှိတယ်။ကဲဒါဆိုအသိန်းတော့ဒီမှာသွားပြီးတော့ဘန်ကောက်ရဲ့စီးစာလေးကိုကြည့်ရင်းနဲ့ရေကူးလိုက်ကြရအောင်နော်။ Okay ။ Wow သူကဒီနားလေးလာမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေရဟိုးလောက rooftop ရဲ့ပေးမှာရှိတယ်။ Atlantic ဘူးပါအရန်မိုက်ပါတယ်အဲ့တော့ဟိုသူကတအားနေမြင်းနဲ့ထဲမှာတော့မပါဘူးဒါပေမဲ့အဲ City View ပုံစံမျိုးရတယ်ကွာဒီလားအရန်မြင်သွားဆိုရင်အသိန်းတို့ဟို City View မရဘူးကွာဟိုအပေါ်ကြီးကိုရောက်ပြီးတော့မှအောက်ကိုပဲကြည့်ရတဲ့ view ဖြစ်သွားမှာပါဒါကကျတော့သူတို့ Atlantic ဘူးပုံစံမျိုးလေးဖန်တီးထားပါတော့ကဲဒါဆိုရင်အသိန်းတို့ရေကူကိုပြင်လာအောင်မယ်နော်โอเคအချိန်ပေးကြပါဦးအမှန်တိုင်းပြောရရင်ရေရလေကူတက်တယ်လို့လို့မကူတက်တယ်လို့လို့မမဆောင်ခွဲတိလာအရင်နေ့ကျတော့လည်းမကူတက်ဘူးရေကူကန်နေဆိုရင်ကူတက်တယ်ပင်လေသွားပြီး snorkeling ဆိုရင်မကူတက်တော့ဘူး အဲမဟာနခွန်းရဲ့ညနေခင်းလေးမှာတော့အဲ့လိုမဲ့ရှီရှောင်းကူရှောင်းမနဲ့ဟိုတယ်မှာလုပ်ပြီးတော့ပဲဖြတ်တန်းခဲ့လိုက်ပါတယ်။ကဲဒါကတော့ညဘက်ရှောက်သွားရှောက်စားမယ်ကွယ်။ကဲလိုက်ပြီးတော့ကြည့်ပေးကြပါအောင်။ဒီနေ့တော့တိတ်လို့ညဘာထိုင်မယ်။ကဲဆက်ကြည့်လိုက်အောင်ပဲသွားလဲဆိုတာလိုက်ကြည့်ပါအောင်နော်။ကဲသွားလိုက်အောင် Let's go ။ကဲအခုတော့ Second Week 11ကွယ်ခွေးဘလူးနဲ့ပတ်မယ်ကွယ်ခွေးဘလူးနဲ့ ကဲဒီ Scoville Swine 11တလန်းလုံးကအဲ့လို street food တွေလည်းနည်းနည်းတော့ရှိတယ်ဒါပေမဲ့အဓိကများတာဘာလဲဆိုတော့ဒိုးဥမာတွေရမ်းများတယ်ကွယ်ဘန်ကောက်ရဲ့ညံငက်လေးတစ်ဖက်ကိုလည်းဒီမှာလာပြီးတော့ရှာလို့ရပါတယ်နောက်ပြီးဒီလန်တလန်းလုံးမှာ Indian restaurant တွေတအားအောင်များပါတယ်ကဲဒါကြောင့်မလို့ if you want to eat Indian food in Bangkok you can go Scoville 11ကဲအဲ့တော့ပြောချင်တာကတော့ Indian food တွေ Indian restaurant တွေရမ်းများပါတယ်လို့ပြောချင်ပါတယ်ကဲစားကြမယ်တောက်ကြမယ်ကွယ်ကဲ ကဲဒါဆိုရင်တော့အပေါ်ရက်ကိုတော့လိုက်အောင် let's go let's go ကဲဒီနေ့အတွက်ဒေနာတစ်ဖြတ်လေးကိုတော့ spectrum lounge ဘာမှာအသိန်းလို့ကုံဆုံးခဲ့လိုက်ပါတယ်ဒီ spectrum ကဘာလို့ဗန်ကောက်မှာတအားနာမည်ကြီးလဲဆိုတော့သူက Sukhumvee တောင်ကြီးမှာနေပြီးတော့အကုန်လုံး city view ကိုအမိုက်စားမြင်ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘာက33လောက်မှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး appetizer လေးရစာဈေးကအနည်းဆုံး at least က900 plus plus ပါ။ အဲ့တော့ဈေးတွေကတော့တည့်ရတိုင်းပဲအပေါ်မှာရှိတဲ့အတွက်ကြောင့်မို့လို့ဈေးတွေကတော့တအားကိုကြီးပါတယ်။အကောင်းမှာတော့တည့်ရတိုင်းမှာပဲအပေါ်တက်လေးဈေးကြီးလေးပါပဲ။အဲ့တော့အထက်မြင့်လေးပိုဈေးကြီးလေးပါ။အဲဒီဘားမှာတော့အဲ့လိုမျိုးမိုးရီတို့ basis ကောက်တေးတစ်ခွက်ကိုတောင်မှဘတ်600 plus black ပေးရပါတယ်။ကဲပထမအဆုံးအနေနဲ့တော့သူတို့က starter အနေနဲ့ဒီလိုမျိုး soft break တွေကိုပထမအဆုံးစပါတယ်။သူရဲ့ရတာလေးကတော့မစိုးပါဘူးအဲ့လိုမျိုးအစာပြေလေးထိုင်စားရင်းနဲ့ကိုမာထားတဲ့ menu ကိုစောင့်ပေါ့နော်။ ကဲပထမဦးဆုံးအပီတိုက်စာလေးကိုတော့ potato wack လေးမှာလိုက်ပါတယ် olive wine နဲ့တို့ဆိုင်လဲရှဲပါပဲနောက်တစ်မျိုးကတော့အသင်း crab cake လေးမှာလိုက်ပါတယ်သူကလေတလုံးတလုံး ਈ ဆောင်တက်ကဲကနန်းအသားတွေပြည့်နေနေရဲ့အတွက်ကြောင့်မို့လို့ကနန်းကြိုက်တဲ့သူတွေအတွက်ကတော့ဒါလေးရွေးချယ်ပါနော်ဈေးနှုန်းကတော့တပွဲကို5900 plus plus ပါအသိန်းကတော့မော်ရီတို့ပဲမှာလိုက်ပါရယ်ဈေးတုန်းကတော့ဘတ်600 plus plus ပါ Cheers ယ်အဲ့လိုနဲ့ပဲ sky bar တွေမှာထိုင်နေရင်းနဲ့ပဲမကောင်းတဲ့အချက်ကပါလဲဆိုတော့မိုးကကျလာတာပဲဖြစ်ပါတယ်။ကဲဘန်ကောက်ရဲ့မိုးကလည်းကွာကျလာပြီဆိုတော့တိမ်တော့တခြားဘက်ကိုထွက်ရွှေ့ရအောင်။ကဲဒါဆိုတော့ကျွန်တော်လည်း let's go ။ ကူဗီးဆိုင်11ထဲမှာနာမည်ကြီးတယ်ဟစ်လာရီ3မှာအသိန်းတို့ထိုင်နေနေပဲတခြားနောက်ထပ်တပားတစ်ခုကိုထပ်ပြီးတော့ရွှေ့လိုက်ပါတယ်ပြောလို့လဲဆိုတော့ဆောင်းပေါက်ရဲ့ရှေ့မှာအသိန်းတို့တွေပဲရောက်နေတဲ့အတွက်ကြောင့်မလို့နာတာအူရယ်ကွယ်အတော့နေလို့ထိုင်လို့မကောင်းတဲ့အတွက်အသိန်းတို့နောက်ထပ်ဟစ်လာရီ11ကိုအသိန်းတို့ထပ်ရွှေ့လိုက်ပါတယ်啊。Yeah. ကဲ after after ကိုတော့အသိဉာဏ်ဆက်ပြီးတော့ခောက်ဆန်လန်ကိုသွားခဲ့ပါတယ်အဲ့ဒါတနင်္လာနေ့38မိနစ်ရောက်နေပြီအခုဒါခေါက်ဆောင်ကိုဆက်ဆက်နေခွဲဒီမှာပုံသွားစမယ်ခေါက်မယ်အားပြီးရောက်တယ်ပြန်မယ်ဒီလိုက်ပြေးကြပါဦးဟုတ်လားရပါ င်းတို့သွားတော့ခေါက်ဆန်ကလေလိုစီစင်းဖြစ်သွားလို့လားမသိဘူးလူတိတ်ပြီးတော့မရှိရတဲ့ကြောင့်မလို့အရင်ပျော်စရာကောင်းမနေဘူးကွအဲ့တော့ထမင်းကြော်တွေစားပြီးတော့ပဲအသိန်းတို့ပြန်လာခဲ့လိုက်ပါတယ်အော်မေးလို့ကလပ်တွေတော့ထပ်ပြီးတော့ after မဆက်ခဲ့ပေမဲ့ဒီမှာဖူမာဆက်တော့အသိန်းတို့ခောက်ဆက်မှာနှိမ့်ခဲ့လိုက်ပါတယ်။ဖူမာဆက်တနာယူမှပတ်တုံရတယ်ပါ။ကဲဒါဆိုရင်ဒီနေ့ရဲ့ရှောက်သွားရှောက်စားဘန်ကောက် day 1ကိုတော့အသိန်းဒီမှာပဲရက်လိုက်ပါတယ်။ အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါရယ်အသိန်းတို့ဘန်ကောက်ပပ်တူးမှာပဲပြန်ဆုံကြပါမယ်အားလုံးပဲတတား